ကဲမြမပြည်ကလူကြီးတွေမိဘတွေကျောင်းဆရာတွေအစိုးရတွေဘယ်လိုလုပ်ကြမလဲ18တာ18နှစ်သားလေးတွေကဒုစရိုက်တွေကျူးလင်နေတာရဲရဲဆက်ဆက်လူတတ်တယ်နော်ရည်ရွယ်ချက်နဲ့တတ်တယ်ဒါမဟုတ်တာတွေเนาะ psychopath လို့ခေါ်တယ် psychopath ဆိုတာသူကဒီလိုမွေးရပါသူတို့ပုံစံကိုက ဟိုပြင်းတတ်တယ်သူတို့သူတို့ကိုသူတို့လည်းအရန်အထင်ကြီးတတ်တယ်တခုခုသူတို့လှုပ်ချင်နေတယ်အဲ့ဒါတွေ psychopath personality တွေရှိရင်မိဘတွေကသတိထားမှာဒီဟာတွေက online ပေါ်မှာအခုဆိုရင် internet တွေပေါ်လာတယ်နော်အဲ့တော့ဟိုမကြည့်တဲ့နာတွေကလေးတွေမကြည့်တဲ့နာတွေကြည့်တယ် နော်အဲ့ဒါကိုမိဘကလည်းမကြည့်ဘူးမိဘကလည်းကလေးတွေဂိမ်းတွေကစားနေလားတားဆီးရမယ်နော်ကြက်မရမယ်ကလေးတွေအင်တာနက်ဘာတွေကြည့်နေလဲကိုယ်ကလေးကဘာကြည့်နေလဲသိရမယ်မတော်တရားတွေကြည့်နေလားနော်ကိုယ်ကလေးကဒီ game addict ပေါ့ဆွဲလန်းနေလား sex addict ပေါ့လိင်ကိစ္စကိုတအားခါတဲ့ စူဆန်းပြီးတော့လှုပ်ချင်နေတာလားနင်းနဲ့သတိထားရမယ်ထိန်းရမယ်နော်အရန်အရေးကြီးလာပြီမြမပြည်ကတအားပြက်စီကုန်ပြီနော်ဗုဒ္ဓဘာသာအခြေခံနေကျောင်းနေမှာတင်ရတော့မယ်ငါဘတီလာ သူများအသက်ကိုမတတ်ရနော်အာကာမအာဖြင့်သူများတသမိနော်မစော်ကားရနော်နော်အဒီဟာရီယာငါဘတီလာ အခြေခံအရန်အရေးကြီးတယ်ကျောင်းနေမှာတင်ကိုတင်ရတော့မယ် တော့ဗုဒ္ဓဘာသာအခြေခံနေ moral values တွေသင်ကျမဆိုလို့ရှိရင်ကျောင်းကသင်တာမဟုတ်ဘူးအမေတွေကလည်းသင်တာမဟုတ်ဘူးเนาะအမေတွေကလည်းကိုယ်အင်္ဂလိပ်ကျောင်းမဲ့အင်္ဂလိပ်စာပဲတက်စီခြင်းနဲ့သူတို့ကိုနိုင်ကလည်းအင်္ဂလိပ်ကျောင်းနေတက်ပြီးတော့အင်္ဂလိပ်စာပဲအထင်ကြီးနေတော့ဒါပေမဲ့တော်သေးတယ်လမ်းထဲကကိုကျောင်းမတက်ခင်လမ်းထဲကဆရာလေးကျောင်းဗုဒ္ဓဘာသာသင်ပေးတယ်အဲ့ဒီကျောင်းကိုတက်ခိုင်းလိုက်တော့အဲ့ဒီမှာ ်3လေးနှစ်သမီးလေးတင်ခဲ့တာဩကာသကျဲ့ရတယ်နော်အိုငါဘာတီလာကျဲရတယ်ငါဘာတီလာနော်သူ့အသက်ကိုမတတ်ရနော်အဲသူသူပစ္စည်းမခိုးရနော်အဲ့ဒါမျိုးကိုကျက်ခဲ့တာတသက်လုံးခုရက်တိဒီအသက်၄၅နှစ်၃နှစ်သမီးကကျက်ခဲ့တဲ့နော်ငါဘာတီလာအခြေခံလေးကဘလောက်ကိုကဆွဲသွားလဲဆိုလိန်လဲမလိန်ဘူးခိုးလဲမခိုးဘူး ဟာသူများသားများလည်းမဖြစ်စီဘူးเนาะဒီနောက်ပြီးလို့ရှိရင်မတက်ဖို့တက်ဖို့ဆိုတော့ဝေလာဝေသူများ ထိခိုက်နစ်နာအောင်တော့မလုပ်ဘူးမပြောဘူးဒါမျိုးကအရန်အရေးကြီးတယ်เจ้าနေမှာတင်ဖို့တင်ပြီเนาะเจ้าနေမှာတင်ဖို့တင်ပြီးပြီးရင်ကလေးတွေကိုလုံးဝအင်တာနက် တို့ဒီ social media social media เนาะ facebook တို့ဘာလို့မပေးရဘူးเนาะ73နှစ်ကျော်မှမိဘနဲ့တွေ့ပြီးပေးသုံးမယ်ဆိုရင်တောင်မှကျောင်းနေမှာအကုန်လုံးတင်ပေးရမယ်ဒီ social media ရဲ့ဆိုဂျိုတွေကောင်းဂျိုတွေအကုန်တင်ပေးရတော့မယ်เนาะအဲ့ဒါတွေအရေးကြီးပါတယ်เนาะအဲ့တော့ကျောင်းနေမှာတင်မှာဗုဒ္ဓဘာသာသင်ခန်းစာ moral value ပါဗုဒ္ဓဘာသာဘာသာရေးမဟုတ်ဘူး moral value နော်ကိုသားသမီးတွေလူတွေဟာပညာတတ်ဖို့အရေးကြီးသလားပတ်စံရှာဖို့အရေးကြီးသလားအရေးကြီးဆုံးက moral ရှိတဲ့တိလရှိတဲ့ပုဂ္ဂိုလ်များဖြစ်ဖို့နံပါတ်1အရေးကြီးပါတယ်။ပတ်ဝန်းကျင်ကိုနော်ထိခိုက်အောင်မလုပ်တဲ့လူများဖြစ်ဖို့နံပါတ်1အရေးကြီးပါတယ်။ပြီးမှအတန်းပညာတွေတက်ပြီးလို့ရှိရင်ပြီးမှငွေရှာဖို့အရေးကြီးပါတယ်နော်။ပြီးတော့မှနော်အိမ်တောင်သားငွေပြုပြီးလို့ရှိရင်သူတို့ဟို ိုက်တိုက်မြဲမြဲနေနိုင်ထိုင်နိုင်စားနိုင်ဖို့ကနောက်မှအရေးကြီးတယ်နံပါတ်၁ကတီလရှိသောပုံကိုဖြစ်ဖို့ကအရေးကြီးပါတယ်ဒါကြောင့်မို့ကဘာလောကကြီးမှာသူတပါးကိုရောပတ်ဝန်းကျင်ရောနော်တရိစံနေရောတစ်ပင်နေရောလူတွေရောမဖြက်စည်းမဲ့မနှိပ်စက်မဲ့လူမမဖြစ်ဖို့အရေးကြီးပါတယ်နော်အွန်လိုင်းတွေကိုပြောကြပါအဲ့တော့ online ပေါ့ ကိုကလေးတွေဖုန်းတုံးနေဘာတုံးနေလဲဂိမ်းကစားတာများရင်လဲပိတ်ရမယ်အချိန်နေပိတ်ရမယ်เนาะသူတို့စီကဖုန်းနေတင်းရမယ်ဒီနေ့ကိုတနာကြီးပဲပြီးတက်မယ်ဆိုတနာကြီးပဲចောင်းစာနဲ့ပတ်သက်ဆိုလို့ ြီးလို့ရှိရင်ကြံနာတွေဂိမ်းကစားတာတို့ရှောက်ပြီးတော့အခုကလေးတွေကပေါ်နိုတွေเนาะညဉ့်ညမ်းတဲ့ဗီဒီယိုတွေလည်းကြည့်ကြတယ်เนาะအဲ့ဒါတွေကြည့်ပြီးအတူခိုးကြင်ကြတယ်လှုပ်ကြင်ကြတယ်အတက်ဖြတ်တဲ့ဗီဒီယိုတွေသူတို့ပဲသူတို့ပဲဟိုအဲ့လိုကလေးတွေကဟိုအဲ့လိုမျိုးတွေသေတာတွေတတ်တာတွေသူတို့ပဲရှာပြီးတော့ နော်တချို့တွေဆို dark web ဆိုတာရှိသေးတယ်နိုင်ငံခြားမှာအဲ့လိုခလေးတငယ်နော်မဖွဲ့မရတွေလောက်တာတွေနှိပ်ဆက်တုံများအောင်နှိပ်ဆက်တာတွေအဲ့လို dark web တွေလည်းရှိတတ်တယ်အဲ့တော့ဒါတွေကအတားအဆီးမရှိခလေးတွေကမြင်လာတယ်ဆို မကာမှုမိဘတတိထားရမယ်နော်နော်ရုပ်ရှင်တွေဆိုလည်းအခုဆိုအော်တချို့တွေဆိုလည်းရုပ်ရှင်တွေပေါ်လာတယ်ဗါလေဟမင်းအော် 50 shades gray လို့ပါတော့အဲဒါကာမေသူမိစ္ဆာပေါ့နော်လိင်ကိစ္စနဲ့ပတ်သက်ပြီးတော့သူများကိုထိခိုက်နစ်နာနှိပ်စက်ပြီးတော့မှသူတို့တွေကကျေနပ်တဲ့လူမျိုးအဲ့လိုမျိုးတွေကိုရုပ်ရှင်တွေလွဲပြလာတယ်နော်အဲ့ဒါခါတော့နိုင်ငံခြားမှာသူတို့ကလေးတွေကအဲဒီ ကြိုက်ကြတယ်ဒါတောင်မှသူတို့တွေကရုပ်ရှင်နေမှာ PG เนาะ parental guide 73နှစ်အောင်မကြည့်ရ16နှစ်အောင်မကြည့်ရအဲ့လိုမျိုးတွေရေးထားတာတောင်မှအဲ့လိုတွေဖြစ်လာတယ်เนาะအဲ့ဒါတော့အရန်ကြောက်ရတယ်အရန်ကြောက်ရတယ်เนาะအဲ့ဒါတတိချကြပါအဲ့ဒါပြောတာနော်အဲ့တော့ဗုဒ္ဓဘာသာသင်ခန်းစာကျောင်းတိုင်းမှာသင်ကြပါကျမတို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံပါ ဘာသာရေးမဟုတ်ဘူးအရေးကြီးတယ်เนาะဗုဒ္ဓဘာသာဝိစာပညာရပ်ပါ ကိုကြောင့်ကိုတည်ရမယ်ကိုလောဘကိုတည်ရမယ်ကိုဒေါသကိုထိန်းရမယ်နော်အဲ့ဒါဆိုငယ်ငယ်တုန်းဆိုလို့ရှိရင်နော်ပါဏတိပါဒအရိဏဒါနာကမိတုမိဆာစာရမုဒဝါဒသူရာမေရိယမစ္စမပမာရဒါနာဟုတ်တယ်မလားအဲ့ဒါဒီသင်ရတော့မယ်နော်တခြားဘာသာတွေမှာလည်းဟောအစ္စလာမ်ဆိုလည်းအရမတောက်ရဆိုတာပါတာပဲအဲ့လိုပေါ်ဒါကတော့သင်ရတော့မယ်နော်အဲ့ဒါငယ်ငယ်ကလေးကအရင်သင်ပြီးလို့ရှိရင် ်ဦးเจ้าနေမှာပြိဆန်တွေကိုလည်းကျင်နာတတ်အောင် လူလူချင်းကျင်နာတတနာတတ်အောင် ကိုကိုကိုလည်းနော်ဗုဒ္ဓဘာသာအရာကိုကိုကိုလည်းဒေါသအများသလားလောဘအများသလားနော်အဲ့ဒါကိုသိအောင်သူတို့သင်ပေးရမယ်နင်းနဲ့အသက်ကြီးလာရင်နော်ဟို တရားမှတ်တာလေးတရားထိုင်တာလေးကျောင်းနေမှာကိုကာရသင်ခန်းစာအနေနဲ့ moral education ထားကိုထားသင့်ပြီလို့ထင်ပါတယ်နော်အဲ့ဒါပြောတာဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာအမြင်မတော်တာတွေဖြစ်နေလို့ပါနော်ဒီ3နှစ်ကနေ7နှစ်ကအရန်အရေးကြီးတယ်အဲ့အချိန်မှာနော်ငါဘာတီလာနော်ဒါသင်ပေးရမယ်ဒါမှဟိုတရိစံဒီလဲချစ်တက်လူချင်းချင်းလဲချစ်တက်အောင်နော်ပြီးလို့ရှိရင် အဲ့တော့ကြောင်းနေမှာအပတ်စင်ပေါ့နော် meditation ပေါ့ mindfulness အားလုံးငြိမ်ငြိမ်နေပြီးလို့ရှင်တက်လေးမမှန်ရှူအဲ့လိုမျိုးသင်ပေးရမယ်เนาะပြီးလို့ရှင် ပုံပြင်နေပြောရမယ်ကလေးတွေအချင်းချင်းပေါ့ပြီးလို့ရှင် community service project ပေါ့ပြီးလို့ရှင်ဘယ်မှာတောက်ကူမယ်เนาะပရဟိတအလုပ်လေးတွေသွားလုပ်ကြမယ် moral education ပေါ့เนาะပြီးလို့ရှင် open communication ကိုဘယ်လိုဖြစ်နေလဲအချင်းချင်းလဲပြောရမယ်မိဘတွေကိုလည်းပြောရမယ် ယ်ဒါမှအော်ကိုဖြစ်နေတာသူလည်းဖြစ်တယ်အဲ့တော့အဲ့တယောက်နဲ့တယောက် empathy ဆိုတာနားလည်ရမယ်စာနာရမယ် self control ရှိရမယ်ကိုကိုကို thank good တက်ကိုစိတ်ကို thank good တက်ရမယ် respect for life เนาะအသက်ကို အသက်ကိုနော်လူအသက်ပဲဖြစ်ဖြစ်တိရစ္ဆာန်အသက်ဖြစ်ဖြစ်သစ်ပင်ပန်းပင်အသက်ပဲဖြစ်ဖြစ်လေးစားမှုရှိအောင်ကလေးငယ်စဉ်ဘဝအကြောင်းမှာစပြီးသင်ပေးပါနော်ရှစ်နှစ်ကနေ7နှစ်ဆိုလို့ရှိရင်အဲ့လိုပို့ပြီးသင်ရတဲ့73နှစ်ကျော်ရင်ဒီ mindfulness နော်78နှစ်အထိရပေါ့နော် media literacy internet မှာဘလို့ MDA တွေရှိတယ်ဘာဆိုမကြည့်နဲ့ပြောရမင်းကိုကလေးတွေ game ကစားတာများရင်လဲလုံးဝပြက်ပြက်သားသားရက်ရက်တမ်းမင်းကိုကိုနိုင်ကမိဘကိုနိုင်ကလည်းမစွဲရဘူးဂိမ်းကစားတာတို့เนาะပေါ်နူကြည်တာတို့ဘာတို့မိဘကိုနိုင်ကလည်းခလေး ရှေ့မှာလုပ်ကိုကိုကိုလည်းဆုံးမတာသမီကိုလည်းဆုံးမเนาะအဲ့ဒါပြောတာပါဗုဒ္ဓဘာသာလည်းသင်ကြပါကျောင်းတိုင်းမှာသင်စေခြင်းပါတယ်เนาะ moral ပါနောက်ပြီးတော့ဒီ internet သုံးတာကိုလည်းအရန်ကြက်မှတ်ကြစေခြင်းပါတယ်မိဘတွေရောကျောင်းကဆရာတွေရောအဲ့ဒါလောက်ကြပါအရေးကြီးနေပါပြီ